ဆန်ချောင်ရှိတဲ့လူကွမ်းဟာတငယ်ချင်းကောင်းတွေဖြစ်ကြပြီး Time Photography ဆိုတဲ့ဓာတ်ပုံစတူဒီယိုတကူဖွင့်ထားပါတယ်။ AC ဖြစ်တဲ့ချောင်းလင်းကလည်းဆန်ချောင်ရှိရဲ့ငယ်တငယ်ချင်းပါ။ချောင်းလင်းရဲ့တာဝန်ကသူတို့ဆိုင်အတွက်အလုပ်လက်ခံတာဖြစ်ပြီးချမ်းတဲ့လူကွမ်းတို့ဟာတဘာဝနဲ့တောင်းရီပိုက်ဆက်ထားမယ်သိလိုက်ရပါတယ်။ချမ်းရဲ့ဆွေရင်ကဓာတ်ပုံတွေကိုဝင်ရောက်နိုင်ပြီးအဲ့ဒီထဲကလူကိုဝိညာဉ်ပူကတ်နိုင်ပါတယ်။လူကွမ်းကတော့ဓာတ်ပုံတွေကအချိန်နဲ့နောက်ဆက်တနရဲ့အကြာကြားကာလကအရာတွေကိုမြင်တွေ့နိုင်စွာရှိပါတယ်။သူတို့ရဲ့ဆွေရင်ကလိုက်ဖက်ညီမှုရှိပြီးသူတို့မရှင်တွေပြီးမြောက်ဖို့အချင်းချင်းနဲ့ဆက်တွေ့နိုင်ပါတယ်။ ဒါပြင်လူကွင်းကစီမင်းတုပ်ခုလည်းချမှတ်ထားပြီးပထမအချက်ကအချိန်ဆက်နလာရဲ့အတွင်းပဲလှုပ်ချက်စီရလို့ပို့ပါဒုတိယအချက်အနေနဲ့သူ့အညွန်ကြားချက်တွေကိုအတိအကျလိုက်နာဖို့ဖြစ်ပြီးတတိယအချက်အနေနဲ့အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့အနာဂတ်မှာဝင်မစော့ဖို့ပို့ပါဒီနေ့မှာတော့သူတို့စူရီယိုစီအလုပ်တစ်ခုရောက်လာပါတယ်ပစုံတယောက်က Vicky Gang Company ရဲ့အရေးကြီးဗန်ဒါရေးချက်လက်တွေကိုစုံစမ်းကြည့်လို့ပါဒီဒေတာတွေက Driver ရဲ့လက်ထဲမှာဖြစ်ပြီးဒါတွေကိုရဖို့ဆိုရင်2000 MRC မှာပဲအခွင့်ရရှိမှာပါ လူကန်းက MRI နော်ဆိုးတင်လာတဲ့ပုံကြောင့်မေးတဲ့ခါမှာတော့ချော်လင့်ကလုံခဲ့တဲ့မျက်က MRI နော်ဆိုးတင်လာတဲ့ပုံကိုပြပါတယ်။ပုံကတော့လက်ထောက် MRI ရိုက်ထားတဲ့ကော်ပြက်လေးပုံပါ။လူကန်းကသူ့ရဲ့စွမ်းအင်နဲ့ပုံကိုကြည့်ပြီး MRI ဟာဒေတာဝင်ရဖို့အခွင့်အရေးတစ်ခုရှိကြအောင်တည်လိုက်ပါတယ်။ဒီလိုနဲ့ချန်လဲသူ့ရဲ့စွမ်းအင်နဲ့ပုံထဲကိုဝင်လိုက်ပြီး MRI ဓာတ်ပုံရိုက်နေတဲ့ချိန်ကိုတရောက်တော့ပါတယ်။မရှင်ချိန်အတွင်းမှာချန်ကဆေးလက်မှန်မှလုပ်ပေမဲ့လူကန်းကဆေးအင်းနဲ့သူ့ကိုလုံရောက်ရတဲ့အရာတွေညွန်ကြပါတယ်။ဒီအချိန်တွင်းမှာချန်ကအလုသမားတယောက်အနေနဲ့ကံမကောင်းစရာဖြစ်ပျက်တွေကိုရင်ဆိုင်ရပါတယ် ဒရိုက်တာရဲ့မသိတော့တာတွေကိုလှောက်ခိုင်းတာပြင်အလုံနောက်ကျစွာနဲ့မနေ့နှစ်နာရီအထိအစီရင်ခံစာရေးရတာတွေထိပါဒီနောက်ကျနေတဲ့အချိန်မှာပဲ MI မိဘတွေကပုံဆက်လာပါတယ်ဒုမမိဘတွေကကြီးလက်ဒေသမှနေထိုင်ပြီးသူတို့တမီးရဲ့မျိုးပြကားလုပ်ကိုဂုဏ်ယူနေကြတာပါသူတို့ကအမ်မကိုအချိန်မှန်မှန်စားဖို့နဲ့လုံအကျော်လုံးမလုပ်ဖို့လည်းမှာပါတယ်တကယ်တော့ချန်ဟာ MI ကိုယ်ရဲကိုဝင်လိုက်တဲ့အချိန်မှာသူမရဲ့မှတ်ဉာဏ်တွေပြင်ခစားချက်တွေကိုလည်းလက်ခံလိုက်ရပါတယ်ဒါကြောင့်အမမိဘတွေရဲ့ဂယုဆိုင်မှုကိုလည်းတူလေးလေးနက်နက်ခန်းစားလိုက်ရပါတယ် ။ဒီမိုင်းမညံရရမှာလေကိုပြက်လေးဟာဒီမိုင်းရဲ့အကြိုက်ဆုံးစားချက်တစ်ခုပါ။ညနေပိုင်းမှာအမအမေစီကမက်ဆေ့ရောက်လာပါတယ်။ဒါကခုနကဖုန်းခေါ်မိတဲ့အတွက်ဒီမိုင်းတထည့်ရဲ့စူပူမှုကိုခံခဲ့ရကြောင်းအမရဲ့ဖေကပြောပြလိုက်ကြောင်းဒီမိုင်းမေကလာတောင်းပန်တာပါ။ဒါကိုမြေတော့ချန်ဟာမျက်ရည်ကျလို့နေပါဖြစ်ခဲ့ပြီးအိတ်မရခဲ့ပါဘူး။လော်နီမနက်မှာချန်ကကုမ္ပဏီအစည်းအဝေးတက်ရောက်ရပါတယ်။မနေ့ကတထည့်ရဲ့မသိလျော်တဲ့အပြုတ်မှုကိုညင်းခဲ့တာကြောင့်ဒီနေ့မှသူ့ရဲ့ထောသားကိုလည်းညှဉ်းဆန်ခဲ့ရပါတယ် ဒီလိုနဲ့အစည်းအဝေးတွင်လူကွမ်းကခြံကိုဒရိုက်တာရဲ့ပုံပေါ်ရေးပေးချဖို့ညွှန်ကြားပါတယ်။ဆက်လုပ်ရင်းခြံဟာဂျီကိုတုတ်ပေးဖို့ဒူးထောင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဒရိုက်တာရဲ့ဇနီးရောက်လာပြီးဒီမင်ဝဲကိုမြင်တော့ဖောက်ပြန်တယ်လို့တန်တရားဝင်လာတော့တယ်။တကယ်တော့ဖောက်ပြန်နေတာကတခြားမျိုးသမီးလောက်ကိုကံပဲတယောက်နေပါ။ဒါပေမဲ့ဒရိုက်တာကအမတုကိုဖျားဝင်တယ်လို့ဆွဆွဲပါတယ်။ဒါကိုကြားတဲ့ဒရိုက်တာရဲ့မိန်းမကလည်းအမကိုပြင်းထန်တဲ့စကားလုံးတွေနဲ့စော်ကပါတယ်။ဒါကခြံကိုဒေါသအပြည့်အစုံထွက်စေပြီးလက်ပါတော့လို့ဖြစ်ပေမဲ့လူကွမ်းကတားလိုက်နေပါတယ်။ခြံကတမင်သက်သက်ပါရတဲ့ကိုခံလိုက်ပြီး ဒရိုက်တာရဲ့ကွန်ပျူတာကိုမတော်တဆပြုတ်ကြအောင်လုပ်လိုက်ပါတယ်။အခွင့်အရေးကိုအရယူရင်ဆန်ဟာ VG ကင်းရဲ့ဘန်နာရေးချက်လက်တွေကိုကြည့်လိုက်ပါတယ်။သူမြင်တာကိုလူကွန်းကလည်းမြင်နေတဲ့အတွက်သူတို့မရှင်ပြမြောက်ကိုအချက်လက်တွေအားလုံးကိုမှတ်တမ်းတင်လိုက်ပါတယ်။အဲဒီနောက်ချိန်လဲလက်ရှိချိန်ကိုပြန်ရောက်လာပါတယ်။မကြခင်မှာပဲသူတို့က VG Game Company ဟာ Van Dyne လိမ်လည်မှုကြောင့်ရဆန်းခံရရပြီဆိုတဲ့တဲ့င်းကိုမြင်လိုက်ရပါတယ်။ Director နဲ့ဒီကိစ္စမှာဆက်ဆက်နေတဲ့သူတွေကလည်းစုံစမ်းစစ်ဆေးဖို့ဖန်ဆီးခံရရပါတယ်။ဒါကြောင့် Game Company ပိတ်သိမ်းပြီးရနောက်မှာတော့ အမှလည်းလှုပ်လက်မဖြစ်သွားပြီသူ့ဘဝကအလေပြောင်းတစ်ခုဖြစ်သွားပါတယ်ဒါပေမဲ့အသက်ရှင်ရည်ရည်အတွက်သူမအနေနဲ့တာရီကိုကြက်ကြက်ခံနိုင်မှရပါမယ်အိမ်ပြန်ရောက်မှသာသူ့အနေနဲ့တိတ်တိတ်လေးဝေကျွေးနေနိုင်ခဲ့ပါတယ်ဒီအချိန်အမှဟာဇပွဲပေါ်ကကိုပြန်းလေးတွေကိုတတိထားမိလိုက်ပါတယ်တစ်ချင်တော့ချယ်ဟာညာတော့ကသူ့မိဘတွေကိုလွန်တဲ့ကြောင်းသူမမေကိုစပိုးလိုက်မိတာပါဒါကြောင့်ဒီမနေ့မှသူမမိဘတွေဟာမြို့ကိုချက်ချင်းထွက်လာပြီးသူ့အတွက်အနှွေးထည်တွေစောင့်နေပါယူလာခဲ့ပါတယ် ဲ့ဒီနောက်ဒူမကြိုက်တဲ့ကော်ပြန်လေးကိုကြော်ပေးခဲ့ပြီအခုဆိုရင်တော့သူတို့ပြန်မှုပြင်နေကြပါပြီဒါကြောင့်အမ်မာကသူတို့ကိုဖုန်းဆက်ပြီးဘာကြောင့်ဒီမှာမနေပဲချက်ချင်းပြန်လာလဲလို့မေးပါတယ်သူတို့ကတော့အမ်မာရဲ့အလုပ်ကိုနောက်နေစီမှာကြောက်လို့ပြန်ဖြေပါတယ်ဒါကြောင့်အမ်မာကသူတို့ကိုခဏဆောင်ခိုင်းပြီးဘူရာယုံကိုမိလိုက်သွားဖို့လုပ်ပေးမယ်လမ်းမလူတယောက်နဲ့တိုက်မိပါတယ်အဲ့ဒီလူကဒူမပြောတာကိုကြားပြီးအလင်းလုံးနေဆိုရင်သူဘူရာယုံကိုလိုက်ပို့ပေးမယ်လို့ပြောပါတယ်နောက်တစ်ခါမှာတော့အချန်ကအမ်မာဘာဆက်ဖြစ်မလဲသိချင်နေပေမဲ့လူကွန်းကတော့ သူစီမီချိုးပါပြီးစပိုးခဲ့တဲ့အတွက်ဆူပါတယ်။ဒါပေမဲ့ချန်ကတော့သူ့လောက်ရဘောတိတ်ပြီးဂယူမဆိုင်ပါဘူး။ဒီအချင်းလူကန်းဟာမြို့ပြင်ဘက်မြစ်ထဲမှာအမျိုးသမီးတယောက်ရဲ့အလောင်းကိုတွေ့ရှိကြောင်းတရင်ကိုတွေ့လိုက်ပါတယ်။အန်အားတည်စရာကအဲ့ဒီမျိုးသမီးကအမှဖြစ်နေပြီးလောလောဆယ်စုံစမ်းစစ်ဆေးမှုအရာတော့ကိုယ့်ဘူကိုအဆုံးစွေရင်မှုလို့ရဲတွေကကောက်ချက်ချထားပါတယ်။နောက်တစ်ခါမှာတော့ချောင်းလင်းကသူ့တို့အတွက်အလုပ်တစ်ခုထည့်ရလာပါတယ်။ဒါကတော့လှစ်ဝက်ဟဲအမေတစ်ခုကိုအချက်ဖွေဖို့ပါ။ပုံလေးကလူနှစ်ယောက်ကတော့ရွေးရှားတဲ့လင်ကျက်လို့ဖြစ်ပါတယ်။ သူတို့ဟာခောက်ဆွဲဆိုင်သူတို့ဖွင့်ခဲ့ကြတဲ့စီးပွားရေးလုပ်ပကိုင်ဘက်တွေဖြစ်ကြပါတယ်။တယောက်ကဆက်ပြုတ်တဲ့ဘိုင်းကိုတာဝန်ယူပြီးနောက်တစ်ယောက်ကတော့စီမံခန့်ခွဲတဲ့ဘိုင်းပါ။သူတို့လုပ်ပကိုင်ဘက်ဖြစ်တာ၁၀နှစ်ကျော်ကြာပြီးဆိုင်ကလည်းအရန်ကိုနိုင်ဝင်ကြီးပြီပဲ။လင်းချင်းကသူမကိုစစ်ဆောက်ဖို့ပြီးအတိတ်ဖွင့်ဖို့ကြံနေရလို့ယူရှားကပြောပါတယ်။ဒါကြောင့်သူမကခောက်ဆွဲထဲမှာပါတဲ့လှုပ်ဝဟင်းအမဲကိုရှာဖို့သူတို့ကိုအလုပ်လာရတာပါ။ဒီလိုနဲ့ခြံတဲ့လူကွန်းတို့ဟာအလုပ်ရှင်ပေးလာတဲ့ပုံတွေကိုကြည့်ပြီးတဲလွန်စားရှာဖို့လုပ်ပါတယ်။ဒါပေမဲ့ဘာတဲလွန်စားမှမရတဲ့ကြောင်းတပ်ပုံတပုံကြီးစီဝင်ရှာဖို့ရွှေလိုက်ပါတယ်။ သူတို့လက်ဝါးချင်းရိုက်လိုက်ပြီးခြံကယူရှားရဲ့ကိုယ်ထဲဝင်ရောက်လာပါတယ်။အဲ့ဒီအချိန်ယူရှားနဲ့လင်ကျန်းတို့ကသူတို့ဆိုင်ရှိမှာတက်ပေါ်ရနေကြတာပါ။ဒီနေ့ဟာသူတို့ခောက်ဆက်ဆိုင်စားဖို့နဲ့ပထမဆုံးနေလဲဖြစ်ပါတယ်။လူကန်းကခြံကိုရိုက်ထားတဲ့တက်ပုံတွေကစစ်ကြည့်ဖို့ပြောပေးမယ်။ဘာတင်းလို့စားမမရပါဘူး။အဲ့ဒီနောက်မှာလင်ကျန်းကယူရှားအတွက်ခောက်ဆက်ပြုတ်လုပ်နေပါတယ်။ခြံကတော့တရားဆောင်ကြည့်နေပြီးရုပ်ဝဟင်းမဲကဘာလဲဆိုတာဖော်ထုတ်ဖို့လုပ်နေပါတယ်။ကံမကောင်းစွာနဲ့လင်ကျန်းအဲ့ဒါကိုထုတ်လိုက်တဲ့ချိန်မှာ PC ပို့သမားကရောက်လာပါတယ်။ ကျန်ကားစက်ကြီးရှင်နေပေမဲ့လူကွမ်းကနောက်ဆက်တွဲပြောင်းလဲမှုတွေမဖြစ်အောင်ပုံမှန်တိုင်းပစ္စည်းတွေကိုတွားယူဖို့ပြောပါတယ်။ချန်ပီယံရောက်လာတဲ့အခါမှာတော့ခေါက်ဆွဲကအဆင်သင့်ဖြစ်နေပါပြီ။သူတို့တွေခေါက်ဆွဲတူတူစားကြပြီးကျောင်းလုံးကဖြစ်ပျက်တူတင်မျိုးကအချိန်ကောင်းလေးခုကိုပိုင်ဆိုင်ခဲ့ပါတယ်။ဒီတပ်ပုံတွေကနေတော့သူတို့လူချင်းတဲ့ဖြစ်မရခဲ့ပါဘူး။ဒီလိုနဲ့သူတို့နောက်ထပ်တပ်ပုံတွေနဲ့ဝင်ရောက်ပြီးချဖို့ခဲ့ပေမဲ့လည်းလျှော့ဝှဲမဲကိုမချနိုင်ခဲ့ပါဘူး။စိုင်းနမဲစကြီးလာတဲ့အခါမှာတရင်နောက်တွေရောက်လာပြီးတိုင်ရထုံလုံးကိုချက်ပြခိုင်းတဲ့အခါမှာလည်းလင်ကျက်ကညှင်းဆုပ်ခဲ့ပါတယ်။ သူတို့ဈေးဝယ်ဖို့ကွန်ပစီစရင်တွေကိုရေးခိုင်းတဲ့အခါမှာလေဒီလက်ဝက်ဟင်းမဲကမပါခဲ့ပါဘူးအဲ့ဒီချိန်လင်ကျက်ကရွေးရှားမွေးရမယ့်အိမ်ကိုမပြောင်းတာဘယ်တော့ကြမလဲလို့မေးပါတယ်ရွေးရှားကတော့အလုပ်ကိစ္စကြောင့်မပြောင်းဖြစ်တာနှစ်ချီနေလောက်ပြီလို့ပြောပါတယ်နောက်တစ်ခါမှာတော့ရွေးရှားကဆိုင်ကိုတိုးမြင့်ဖို့အတွက်ခေါင်းစပြုတ်မျိုးစုံကိုစမ်းသပ်နေတာမြင်ရပါတယ်ဒီမှာကိုဒီမှာလေတင်းကျက်ဖီယာပေးနေပြီချန်ကတော့အထဲမှာရောပြင်မှာပါခေါင်းစပြုတ်တွေပဲစားနေရလို့စိတ်ညစ်နေပါပဲလက်ရှိချိန်မှာသူတို့ရဲ့အလုပ်ရှင်ရွေးရှားကလည်းအချိန်ကြာနေတဲ့အတွက်စိတ်မရှိတော့ပါဘူး လင်ကျက်ဟာဒီအထုကောက်ဆွဲနဲ့စိုင်သိပ်ဖွင့်မှာကိုစိုးဝင်နေပြီအဲ့ဒီအချိန်သူမဖန်တီးရတဲ့ brand ပြစီတော့မှာကိုယူချကမလို့လားပါဘူးဒီရင်လူကွန်းကလည်းမျောလင်းချက်စတင်ပျောက်ဆုံးလာပြီမယ်ချန်ကနောက်တစ်ခါထပ်လို့ကိုစီယုံလိုက်ပါတယ်ဒီဒီချိန်မှာတော့ချန်ဟာလင်ကျက်ရဲ့ခန္ဓာကိုယ်ထဲရောက်နေပါတယ်ဒီပုံကလင်ကျက်ရထားခဲ့တာကြောင့်ပါသူတို့အနေနဲ့တနစ်တပုံရိုက်ဖို့စီစဉ်ထားခဲ့ရပြီမယ်ဒီပုံက10နှစ်ကြာပြီမှရိုက်ဖြစ်တဲ့ဒုတိယမြောက်ပုံဖြစ်နေပါတယ်ယူချကလင်ကျက်ကိုထောက်မတော့ဖို့ပြောပါတယ်လင်ကျက်ကတော့ယူချရဲ့ထက်မြက်တဲ့စီမံခေါက်ခွဲမှု အစစ်စစ်တီးကြတဲ့ချက်ပြုတ်မှုနဲ့ကြီးပွားပြထုတ်ပုံမှုတွေဟာသူမလိုဝါသနာအရချက်တဲ့သူအတွက်နေရာမရှိဘူးလို့ပြောပါတယ်။ရွေးရှားကတော့သူမကိုလိုက်ပြောင်းလဲဖို့နဲ့ပူတာလုံးနဲ့အိမ်မက်တွေကိုအကောင့်တွေဖော်ဖို့ပြောပေးမယ်။လင်းချန်ကလွန်ခဲ့တဲ့ဆယ်နှစ်ကခေါင်းဆွဲဆိုင်လေးကသာသူ့ရဲ့အကြီးမားဆုံးအိမ်မက်ဖြစ်ခဲ့ကြောင်းပြောပြပါတယ်။အေဂျင့်ရဲ့အဲဒီဆိုင်လေးကသူတို့နှစ်ယောက်ရဲ့ကနဦးရီမိုင်းသက်လေးပါ။ချန်ကတော့ရွေးရှားကသာလောဘကြောင့်သူတို့ငကိုရီမိုင်းချက်ပန်းနိုင်ကနေတွေ့ဖယ်သွားမယ်သိလိုက်ပါတယ်။ဒီလိုနဲ့လင်းချန်ထွက်သွားခဲ့ပြီးရွေးရှားကဘယ်သွားမှလဲမသိတဲ့ခါမှာတော့ အစကိုပြန်သွားပြီးအကုန်လုံးကိုဖက်ဆောင်မယ်လို့လင်ကျန်းကဖြေခဲ့ပါတယ်။ရွေရှားကိုလည်းခုနကရိုက်ထားတဲ့ပုံပို့ပေးခဲ့ပါတယ်။လမ်းမချန်ကလူကွန်းကိုတဲလွန်စားရလောင်မိတဲ့ခါမှာတော့လူကွန်းကဘာမှမထူဘူးလို့ပြောပါတယ်။လူကွန်းအနေနဲ့တပ်ပုံတွေကအချိန်ရဲနောက်ဆက်တဲ့နေ့ကျအချိန်ကိုမြင်နေတာကြောင့်လင်ကျန်းဟာအိမ်ရောက်တာနဲ့တညလုံးဝင်နေကြအောင်ပြောတတ်ပါတယ်။ချန်အိတ်သေးကိုဆက်ကြည့်လိုက်တဲ့ခါမှာတော့လင်ကျန်းဆန်ကျွမ်းကိုတောထားတဲ့လက်မှတ်တွေကိုတွေ့လိုက်ပါတယ်။ဒရိုင်ဘာကတော့ဆန်ကျွမ်းဟာတိတ်မချေပေမဲ့အဲ့ဒီနေရာဟာအပင်တွေပေါ်များပြီးအရန်ကိုလှပကြအောင်ပြောပြပါတယ်။ အဲ့ဒီမှာအပင်တမျိုးလည်းရှိပြီအဲ့ပင်ကဘန်းတွေဟာလှပပြီးတင်းပြန်တဲ့ရနေရှိကြအောင်ပြောပါတယ်ဒေတာခန်တွေကအဲ့ဒီဘန်းတွေကိုအချောက်ခံပြီးအမုတ်လုတ်ကဟင်းခန့်မွေးကြံဖြစ်တုံးကြောင်းလည်းတိလိုက်ရပါတယ်လင်းကျက်ချန်ကျောင်းကိုသွားတာဟာအဲ့ဘန်းတွေတွေဖြစ်ပြီးဒါကသူတို့ရှာနေတဲ့လက်ဝက်ဟင်းပဲဖြစ်မယ်လို့သူတို့ကောက်ချက်ချလိုက်ပါတယ်ချောင်းလင်းကဒီအကြောင်းယူရှာကိုပြောပြလိုက်တဲ့ခါမှာတော့သူမချက်ချင်းနားလည်ပြီးဘူပါတော့တယ်ဆန်ကတော့လက်ရှိကိုပြန်အောင်လာပြီးသူစားခဲ့ရတဲ့ခေါက်ဆွဲရဲ့ကောင်းမွန်တဲ့ရတာအကြောင်းလူကန်းကိုကြွားနေပါတယ် ယူကန်ကတော့ဂယူမဆိုင်ပဲပစ္စည်းတွေတိမ့်နေတဲ့ချိန်မှာတပ်ပုံတစ်ခုကြားလာပါတယ်။ခြံကဒါဟာလင်ကျန်းရဲ့ဖုန်းဆက်ခရီမှာထားလာတဲ့ပုံမှန်တည်လိုက်ပြီးသူတို့ကြောင်းတဲ့တုံကအဆောင်မှာရိုက်ထားတဲ့ပုံဖြစ်မယ်လို့တွေ့ပြပါတယ်။ပုံလေးကခောက်ဆွဲပြုတ်ဦးကိုတွေ့တဲ့ချိန်မှာတော့ခြံကနောက်ဆုံးတစ်ကြိမ်အနေနဲ့စားကျင်နေဆိုပြီးအထက်ဝင်သွားပါတယ်။အဲ့ဒီချိန်တုန်းကယူရှားဟာလင်ကျန်းရဲ့ချက်ပြုတ်မှုကိုအထင်ကြီးပြီးကြောင်းမိရဲ့ဆန်နေဆန်ဖွင့်ကြဖို့တိုက်တွန်းနေပါတယ်။သူမအနေနဲ့ဆိုင်သေးသေးလေးတစ်ခုဖွင့်ကြည့်ပြီးဘဝကိုပြပြကြီးဖက်တန်းချင်နေပါတယ်။ရင်ကျက်ကလည်းလက်ခံလိုက်ပြီးသူတို့ခေါင်းစစကန်ဒီမှာ ယူရှားကဒူမမွေးရမီအင်္ဂါပို့လိုက်တဲ့ဒေတာရွက်ထုတ်ကုန်တစ်ခုကိုပြပါတယ်။ဒါဟာပန်းအမုံတစ်မျိုးဖြစ်ပြီးဒေတာကန်လူကြီးတွေကအဲအမုံကိုအစအစတွေပေါ်ဖြူစားရတဲ့ရက်ကြောင်ပြောပါတယ်။ဒီအမုံရဲ့အရသာကလည်းလူတွေရဲ့အကောင်းဆုံးခိုက်တန်တွေကိုပြန်သတိရစေတယ်လို့သူတို့ကမှတ်ယူထားပါတယ်။ဒါရီဖြစ်ဖြစ်တဲ့နောက်မှာတော့ယူရှားလည်းရှန်ကျွမ်းကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီမှာလင်ကျန်းနဲ့ပြဆုံပြီးသူတို့အိမ်မက်ဖြစ်တဲ့ခေါက်ဆဲဆိုင်ဒေးလီတစ်ခုကိုဖွင့်လိုက်ကြပါတယ်။ဒီရှင်ချန်ကတော့သူတို့စီကကော်ပီလုပ်ထားတဲ့ခေါက်ဆွဲကိုလှုပ်ရှားနေပါတယ်။သူ့ရဲ့အရသာကြောင့်ကိုလည်းကြွားနေပြီ လူကကတပ်ပုံဆိုင်ကနေခေါ်ဆွဲတိုင်ပြောင်းလဲလို့ကတော့သူချက်ချင်းထွက်သွားမယ်လို့ပြောပါတယ်။ဒါပေမဲ့ခြုံလင်းရောက်လာပြီးအကျွေးမပေးပဲဘယ်သူမှထွက်မသွားရဘူးလို့ပြောတော့ပါတယ်။အဲ့ဒီနောက်ခေါ်ဆွဲပကံကိုတွေးလိုက်ရတဲ့ကြောင့်တပွဲယူပြီးပြန်ဖက်သွားပါတယ်။